โอเคရအောင်မင်္ဂလာပါဒီတစ်ခါမှာတော့ကျွန်တော်ကဒီအရင် Telegram post အကြောင်းပြောတော့ကျွန်တော်အရေးအမျိုးပြောခဲ့တဲ့ဒီဟာ ATS ဂျင်ပေါ့နော် ATS ဂျင်ဂျင်လို့ပြောမလားဒါပေါ့ ATS cream လို့ပြောမလားဘယ်လိုပဲခေါ်ခေါ်ပေါ့နော်ဒီ platform ပေါ့အတိတ်ကတော့ခင်ဗျားတို့ဒီ platform ဒီ salon လေးမှာမိုင်းရအောင်ဒီကျွန်တော်ကအာ ဒီ platform ကနေပြီးတော့ကျွန်တော်တို့ Telegram channel မှာဂျုံညာထည့်တဲ့နေပေါ့နော် Telegram channel တို့ Telegram post တို့ပေါ့အဲ့ဒီမှာတဲ့ဂျုံညာထည့်တဲ့နေကိုကျွန်တော်ပြောပြမယ်ပေါ့နော်ဒီနေ့မှာကျတော့အဲ့တော့မိတ်ဆွေတို့ဒီ platform ကိုဘယ်မှာတော့ share ရမလဲဆိုတော့မိတ်ဆွေတို့ Telegram မှာ share လို့လည်းရတယ် Telegram မှာဆိုလို့ရှင်တော့อืม Telegram မှာဆိုလို့ရှင်တော့ဒီလိုလေး share လိုက်ပေါ့နော်ဒီမှာဒီလိုလေး share လိုက်ဒီနာမည်နဲ့ဒီနာမည်နဲ့เนาะဒီမှာဒေချာလေးကြည့်တာ ျွန်တော်ဟာ description မှာတော့ link တော့မထည့်ပေးတော့ဗျာ။တော့ share ရလွယ်ပါဒီကောင်။အဲ့တော့ဒီနာမည်လေးနဲ့ကျွန်တော် Telegram မှာ share လိုက် share လိုက်ပြီးတဲ့ခါကျလို့ရှိရင်သူ့ရဲ့ channel ကိုကျွန်တော်တို့ဟာ start လုပ်လိုက်ပါတော့ join လိုက်ပြီးလို့ရှိရင်သူကဒီမျိုးလေးပေါ်လာနိုင်မယ်။ဒီနေရာမှာဆိုလို့ရှိရင်ကျွန်တော်တို့ start အာ stamp body size your channel ဆိုတာနှိပ်လိုက်တယ်ဆိုတာ ਨੇ ကျွန်တော်တို့ဒီ website ကိုရောက်လာမယ်ပေါ့ဗျာဒီ website ကိုရောက်လာတယ်ဆိုလို့ရှိရင်မိတ်ဆွေက အာကြော်ညာတွေကိုလက်ခံပြီးတော့မှပတ်စံရှာမဲ့လူပေါ့ကိုယ့် channel တို့ Telegram post တို့မှာကြော်ညာထည့်ပြီးတော့ပတ်စံရှာမဲ့လူဆိုလို့ရှင် for publisher ဆိုတော့ account နေပါဒါမှမဟုတ်ဘဲနဲ့ message ကကိုယ့်ရဲ့လုပ်ငန်းတွေကိုကြော်ညာထည့်ချင်တာဆိုလို့ရှင်တော့ join join ads cream ဆိုတဲ့ဟာကိုနေလိုက်ပါမဟုတ်လို့ရှင်လည်း for uh for bestow နေလိုက်ပါပြီးတော့အခါကျရင်ကျွန်တော်တို့ဘာလုပ်ရမလဲဆိုတော့ကျွန်တော်တို့ account တစ်ခုဖွင့်ရပါမယ် အာ register လုပ်ရမယ်ပေါ့ဗျာနော် register လုပ်ရမယ်ဆိုလို့ရှိရင်ဒီမှာဒါမျိုးလေးရှိရေကျွန်တော်တို့ကဒီဘက်ကကျွန်တော်နှိပ်လိုက်တယ်ဆိုလို့ရှိရင် time ရဝင်တော့မှာဆိုလို့နော်ကျွန်တော်မနှိပ်ပြတာဒီမှာ start earning ဆိုတဲ့ cloud ကိုနှိပ်လိုက်ပါ cloud start earning ဆိုတဲ့ cloud ကိုနှိပ်လိုက်ပြီဆိုလို့ရှိရင်မိတ်ဆွေတို့ဒီနေရာကိုရောက်လာနိုင်မယ်အာဒီနေရာမဟုတ်ပါဘူး sorry ဘယ်နေရာရောက်မလဲဆိုတော့အဲဒီနေရာကိုရောက်လာမယ် ီညာရောက်လာပြီဆိုလို့ရှိရင်မိတ်ဆွေတို့ဒီမှာ email ထည့်မယ်ဒီမှာတော့ username ထည့်မယ်ဒီမှာတော့ telegram username ကိုထည့်မယ်နောက်ပြီးရင်ဒီမှာ password ထည့်မယ်ဒီမှာ confirm password ကို confirm လုပ်မယ်နောက်ပြီးရခါကျရင်ဒီမှာ refer code ရှိရဆို refer code ကိုအမှန်ချစ်တကယ်လို့ promo code ရှိရဆို promo code ကိုအမှန်ချစ်ဒီ code နှစ်ခုလုံးမရှိဘူးဆိုလို့ရှိရင်တော့အောက်ကတစ်ခုတည်းကိုပဲအမှန်ချစ်ပြီးရင်ကျွန်တော်တို့ sign up ကိုနှိပ်လိုက် sign up ကိုနှိပ်လိုက်တယ်ဆိုလို့ရှိရင်သူကဘယ်နေရာကိုရောက်သွားမလဲဆိုလို့ရှိရင်ဒီနေရာကိုရောက်လာနိုင်မယ် ဒီနေရာเนาะဒီနေရာကိုရောက်လာလိမ့်မယ်ဒီနေရာကိုရောက်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ဘာလုပ်ရမလဲဆိုတော့ကျွန်တော်တို့ဒီမှာကျွန်တော်တို့ရဲ့နာမည်ကိုကျွန်တော်တို့တွားပြီးတော့ edit လုပ်လို့ရတယ် edit မလုပ်ချင်ဘူးဆိုလို့ရှိရင် get later ဆိုတဲ့ဟာက million နေလိမ့်မယ်အဲ့ဒီကောင်နေလိုက်တယ်ဆိုတာ ਨੇ အာကျွန်တော်တို့ကကျွန်တော်တို့ရဲ့ gmail ထဲကိုသူကအာ gmail email ထဲကို gmail တစ်ဆောင်ပို့လာလိမ့်မယ်အဲ့ဒီ email ကိုကျွန်တော်တို့ကတွားပြီးတော့ confirm လုပ်ပေးရမယ် confirm လုပ်လိုက်ပြီဆိုရင်ကျွန်တော်တို့ကဘာပေးလာမလဲဆိုတော့ ဒီလိုမျိုးကုတ်တစ်ခုပေးလာမယ်ပေါ့နော်ဒီမှာတော့ email တဲ့ဝင်သွား email တဲ့ဝင်ပြီးရင်သူတို့ကဒီလိုမျိုး message ပေါက်လေးတစ်ခုရှိမယ်ဗျာအဲ့ကောင်နှိပ်လိုက်တယ်ဆိုရင်ဒီမှာဒါမျိုးကုတ်လေးတစ်ခုရှိမယ်ပေါ့နော်ဒါမျိုးကုတ်လေးတစ်ခုသူပေးလာလိမ့်မယ်အဲ့ဒီကုတ်ကိုကျွန်တော်တို့ကယူလိုက်ယူပြီးရင်ဒီ Telegram ပေါ့နော်ဒီမှာဒီအပေါ်ကစာသားလေးပြလေးရှိရဲအဲ့ကောင်လေးကိုနှိပ်လိုက်အဲ့ကောင်လေးကိုနှိပ်လိုက်တယ်ဆိုလို့ရှင်သူကဒီနေရာကိုရောက်သွားလိမ့်မယ်ဒီနေရာရောက်လာပြီဆိုကျွန်တော်တို့ stack ကိုနှိပ်လိုက် stack ကိုနှိပ်ပြီးသွားတဲ့အခါကျလို့ရှင်ဒီမှာဒီ ဒီပုံစံပေါ့နော်ဒီပုံစံရေးပြရမနော်ဒီပုံစံရေးပြရမယ်ကျွန်တော်တို့ဒီပုံစံရေးပြရမယ်ဆိုတော့ကျွန်တော်ရဲ့နောက်ကဒီကုတ်ကတော့မပါဘူးနော်မိတ်ဆွေရဲ့ကုတ်ကိုထည့်ရမှာနော်ခုနက email က copy ကူးလာတဲ့ကုတ်ဒီနောက်မှာဒီနောက်မှာကျွန်တော်ရဲ့ကုတ်အစားဒီနောက်မှာကျွန်တော်ရဲ့ကုတ်အစားမိတ်ဆွေ copy ကူးလာတဲ့ဒီကကုတ်ကိုထည့်ပေးရမှာပေါ့နော်ဒီမှာပြီးတော့ရင်ကျွန်တော် send ကိုနှိပ်လိုက် send ကိုနှိပ်လိုက်ပြီဆိုလို့ရှိရင် ဒီနေရာမှာမိတ်ဆွေတို့ဒီလိုအမှန်ချက်ကလေးဖြစ်သွားလိမ့်မယ်ဒီလိုအမှန်ချက်ကလေးဖြစ်သွားဆိုကျွန်တော်တို့ဒါအမှားချက်ကိုနှိပ်လိုက်ပြီးရဆိုလို့ရှင်တော့ကျွန်တော်တို့ကဘယ်ကိုရောက်သွားမလဲဆိုတော့ဒီ platform ကိုရောက်သွားပြီပေါ့နော်ဒီ dashboard ကိုရောက်သွားပြီဒီ dashboard ကိုရောက်သွားပြီဆိုတဲ့အခါကြာလို့ရှင်ကျွန်တော်ဒီ dashboard ကိုရောက်လာပြီပေါ့နော်ဒီ dashboard ကိုရောက်လာပြီဆိုရင်ကျွန်တော်ဒီဘက်က create ကိုနှိပ်လိုက် create ကိုနှိပ်လိုက်တကယ်လို့မိတ်ဆွေက အာ application ဆိုလို့ရှိရင် mini app ကိုရွေး post ဆိုရင် post ကိုရွေး channel ဆို channel ကိုရွေး down bot at block ဆို at block ကိုနှိပ်ကျွန်တော်ကကြတော့ post ဆိုတော့ကျွန်တော်က post ကိုနှိပ်လိုက်တယ်အာ post ကိုနှိပ်ပြီးတော့ဒီမှာမိတ်ဆွေရဲ့ telegram post နာမည်ကိုထည့်ရမယ်ပေါ့နော်အာမိတ်ဆွေ telegram post နာမည်ကဘာလဲပေါ့နော်အဲမှာ b ပိုင်းကြပိုင်းကြပေါ့နော်ပြီးရင်ဒီမှာ telegram post ရဲ့ link ကိုထည့်ရမယ်ပေါ့နော်အပေါ်ဟာမမှန်အောက်ကလည်းနှိပ်လို့မရအောင်နော်ဒီမှာ telegram post ရဲ့ link ကိုထည့်ရမယ်တက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 ်ပေါ့နော် Telegram post set link ဆိုတာဘာကိုပြောတာလဲဆိုတာမိတ်ဆွေတို့ Telegram channel ဆိုရင် channel ရဲ့ link ကိုထည့် post ဆိုရင် post set link ကိုထည့်ကျွန်တော် channel ရဲ့ link ဆိုတာကတော့음ကျွန်တော် channel ပြောပါဒါဒီမှာ channel ရဲ့ link ဆိုတာတရားကိုလေးပြောတာဒီကောင်လေးရှိရဲ့ဒီကောင်ကို copy link ကိုယူယူပြီးွားတဲ့အခါကြာလို့ရှိရင်ဒီမှာလာထည့်เนาะ ဒီမှာထည့် Telegram post ဆိုလည်းအဲ့လိုပဲ Telegram post ရဲ့ link ရှိရဲ့အိုက်ကောင်ဒီကောင်လာထည့်ပြီးရင်ဒီမှာ post ရဲ့ ID ရှိရဲ့ Telegram post ရဲ့ ID ကိုထည့် channel ဓမ္မတွေရတော့2 channel အာတူရဲ့ step အတိုင်း set မှာထည့်ရောပေါ့နော်အတိအကျတော့ဒီအပေါ်မှာဗာထည့်ရမယ်ဆိုတော့စာလေးတွေကိုဖတ်ကြည့်ရမှာပေါ့နော်ပြီးရင်ဒီမှာ user name ကိုထည့်ပြီးရင်ကျွန်တော် create ကိုနှိပ်လိုက်တွင်ရပြီ create ကိုနှိပ်လိုက်ပြီဆိုလို့ရှိရင်ဘယ်နေရာကိုရောက်သွားမလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီဒီနေရာမှာပေါ့နော် create ဆိုတဲ့ဟာရှိမယ် ကျွန်တော်ပြအောင်เนาะဒီမှာတော့ဒါခုနကကျွန်တော်ပြခဲ့တဲ့ step တွေအဲပြီးသွားဆိုကျွန်တော်တို့ဒီလိုပုံစံလေးဖြစ်သွားလိမ့်မယ်ဗျဒီမှာကြာကျွန်တော်တို့ post ရဲ့ link post id admin user ဒါမျိုးဖြစ်သွားလိမ့်မယ်ဗျဒါမျိုးဖြစ်သွားရဲ့ဆိုလို့ချင်းကျွန်တော်တို့ကဘာလုပ်လို့ရပြီလဲဆိုတော့ဒီမှာ block ရှိရယ် block ဆိုတာရှိရယ်အဲ့ block ကိုနှိပ်လိုက်ပြီဆိုလို့ချင်းကျွန်တော်တို့ဒီလိုမျိုးလေး box တစ်ခုထပ်ပြီးတော့ကြာလာလိမ့်မယ်ဒါကကြတော့အာကျွန်တော်တို့ရဲ့ ads ပေါ့နော်ကြော်ညာ block ကိုကျွန်တော်ဖန်တီးရမယ်နေရပေါ့နော် ဒီအပေါ်အကွက်မှာဒီနေရာမှာဆိုလို့ရှိရင်ကျွန်တော်တို့က ADS block ရဲ့နာမည်ကိုထည့်ရမယ်ခင်ဗျာကြိုက်တူလို့ထည့်လို့ရအောင်เนาะဒီနေရာမှာတော့ ADS platform ထည့်ရမယ်ကျွန်တော်ကဒီမှာကျွန်တော်ရဲ့ Telegram post နာမည်ကြီးထည့်တာဒါမဟုတ်ဘောเนาะအမှန်မဟုတ်ဘူးဒါမားတယ်တကယ်ကတော့ကျွန်တော်တို့ကဒီ platform ထည့်ပေးရမယ် ADS cream ဆိုတဲ့ platform เนาะဒီကောင် gym လို့ဖတ်လား cream လို့ဖတ်လား cream လို့ပဲဖတ်လိုက်မှာเนาะဒီမှာ ATS cream ဆိုတဲ့ platform ကိုကျွန်တော်ထည့်ပေးရမှာပေါ့เนาะတဲ့အဓိကဒီ platform ရဲ့နာမည်ကိုကျွန်တော်ဒီမှာထည့်ပေးရမှာ ပြီးရင်ဒီ blog type မှာကျွန်တော်တို့ post ကိုပဲရွေးတာဒီ URL မှာကျတော့ကျွန်တော်တို့ရဲ့ Telegram post ရဲ့နောက်ွယ်အလုပ်လုပ်တဲ့ server ပေါ့เนาะအဲ့ဒီ server ကအာဘယ် platform ပေါ်မှာအလုပ်လုပ်တာလဲအဲ့ဒီမိတ်ဆွေက Python နဲ့ရေးတာဆိုရင် Django ဆိုလဲ Django ပေါ့เนาะအာတကယ်လို့တခြားတစ်ခုခုနဲ့ရေးတာပေါ့เนาะ JavaScript တို့ဘာလို့နဲ့ရေးတာလဲဆိုလို့ရှင်လဲ2 net test ဆိုင်ရာ test ဆိုင်ရာ platform တွေပေါ့နော်နောက်ွယ်ကလုံးလုံးမဲ့ server site ido စာ application ရဲ့ link ကိုဒီမှာလာထည့်ပေးရမှာပေါ့ဗျာဒီမှာလာထည့်ပြန်တကယ်လို့မိတ်ဆွေကဒါကိုဘာ link ထည့်ရမှာဆိုတာမသိဘူးဆိုဒီ question လေးကိုနှိပ်ပြီးတော့ဖတ်ကြည့်လိုက်ဗျာအဲ့ဒါဆိုလို့ရှိရင်မိတ်ဆွေပို့ပြီးတော့နားလည်တော့မယ်ဘာကြောင့်ကျွန်တော်အဲ့လိုမျိုးဒါလေးကိုနှိပ်ပြီးဖတ်ကြည့်လို့ပြောရလဲဆိုတော့မိတ်ဆွေလုံးမဲ့ ပေါ်မှာမူတည်ရဲ့မိတ်ဆွေက Telegram post လား channel လား application လားကျွန်တော်မသိဘူးအဲ့ဒီမျိုးအမျိုးအစားပေါ်မှာမူတည်ပြီးတော့ဒီမှာထည့်ရတဲ့ link ကလည်းပြောင်းလဲသွားမှာပေါ့နော်တချို့ကじゃ link ထည့်ရတယ်တချို့က link ထည့်เสียမှာမလို့အဲ့ဒါလေးအကုန်ပြီးရဲဆိုကျွန်တော်တို့ create ad units ကိုနှိပ်လိုက်ဒါဆိုလို့ရှင်တော့ရပြီကျွန်တော်တို့တကယ်လို့မားနေဆိုလို့ရှင်တော့ဒါမျိုးပြမယ်ပေါ့နော်ဒီရဒီနားလေးရစာကိုတေချာလေးဖတ်ကြည့်ပါဒီနားလေးရစာကိုတေချာဖတ်ကြည့်ဖတ်ကြည့်ပြီးတော့ထည့်ပေါ့နော်အဲ့ပြီးရဲဆိုလို့ရှင်တော့ဒါတော့မဆိုင်တော့ဘူးပေါ့နော် အပ်ပြီးတော့ဆိုတော့ကျွန်တော်တို့ဒီလိုလေးရလာမယ်နော်ဒီလိုလေးရလာမယ်ဒီနေရာမှာကြတော့မိတ်ဆွေတို့ဒီမှာအဲလိုမျိုးတစ်ခါ ATS တစ်ခါ create လုပ်ပြီးရိုက်ဆိုလို့ရှိရင်တနာရီကြာအောင်စောင့်ရတယ်တနာရီကြာပြီးရိုက်ဆိုလို့ရှိရင်ဒီနေရာမှာမိတ်ဆွေရဲ့ channel ချိတ်ဆက်မှုအောင်မြင်တယ်ဆိုရင်ဒီနေရာမှာ success လို့ပြနေလိမ့်မယ်ချိတ်ဆက်မှုမအောင်မြင်ဘူးဆိုရင်ကျွန်တော်လိုမျိုးပဲအနီရောင်စာတန်းကြီးနဲ့ decline လို့ပြနေလိမ့်မယ်ပေါ့နော်အဲလိုဆိုတော့ တကယ်တော့အောင်မြင်သွားရဆိုလို့ကျွန်တော်မိတ်ဆွေရဲ့ channel မှာကြော်ညာစပြီးတော့တက်လာလိမ့်မယ်ဘလို့ကြော်ညာတက်မလဲဆိုတော့မိတ်ဆွေကိုကျွန်တော်ပြမယ်အာအတိကကျွန်တော်လောလောဆယ်မှာပြစရာဒီကောင်မဲရှိရပါတော့ဒီမှာဟမ်ဒီလိုမျိုးကြော်ညာလေးတက်နေလိမ့်မယ်ဒီမှာဒီမှာတော့ကြော်ညာလေးဒီလိုကြော်ညာလေးတက်နေပြီဆိုလို့ကျွန်တော်မိတ်ဆွေတို့ပတ်စံစပြီးတော့ရပါပြီသူက USD နဲ့ပေးတာမဟုတ်ဘဲနဲ့သူက Tom Coin အော် USDT နဲ့ပေးရပါတော့ USDT နဲ့ပေးတာဒီမှာ USDT နဲ့ပေးရနော် ီမာကမစ်စီမန်ကကြတော့မိဆွေဒေါ်လာ100ပြည့်ရဆိုလို့ရှိရင်ခက်ရှောက်လို့လို့ရပါပြီဒီ withdraw withdraw မတက်တွေပါတွေရကြတော့လေဒီမှာပတ်စံစပြီးရဝင်ပြီဆိုတဲ့ခါကျမှပဲ withdraw request မှာပေါ်လာတယ်ဗောနော်ကျွန်တော်ဒီမှာရှာကြည့်ရတော့မှမရှိဘူးကျွန်တော် withdraw မတက်ထည့်เสียနေရမှာမရှိဘူးအဲ့တော့မိဆွေတို့ ကိုယ့်ရဲ့ channel မှာ subscriber 1k ပြည့်နေပြီဒါမှမဟုတ်100ကျော်နေပြီဆိုရင်ဆန်းပြီးတော့ချိတ်ဆက်ကြည့်ပါ။ဘာကြောင့်မို့ဆန်းပြီးတော့ချိတ်ဆက်ကြည့်ခိုင်းနေလဲဆိုတော့မိစုတို့ကိုယ်တိုင်လုံးကြည့်ရဲ့အခါကျမှပဲအတွေ့အကြုံရလာမယ်။အဲ့ဒီအတွေ့အကြုံကနေရှေ့ဆက်ပြီးတော့တွားတဲ့အခါကျမှပဲမိစုရဲ့ဒီလုပ်ငန်းတွေကပို့ပြီးတော့မြဲလာမှာပေါ့နော်။ အခုကျွန်တော်ပြောတာကပြေဆုံးချင်မှပြေဆုံးမယ်ကျွန်တော်ကအကောင့်ဖွင့်တဲ့နေရနောက်ပြီး ATS credit လောက်တဲ့နေရဒါလေးကိုပဲနည်းနည်းအကြံပြင်းပြောပြပြီးတော့တာအရင်ကြီးရဲ့ဒေးစိတ်ကတော့မိဆွေတို့ရဲ့လုံမဲ့အပေါ်မှာမူတည်ပြီးကွဲပြားခြားနာရနိုင်တယ်ဗောနောနောက်တစ်ခုလုပ်ငန်းရှင်တွေအတွက်ကကြတော့တကယ်လို့မိဆွေကလုပ်ငန်းရှင်တယောက်ဖြစ်နေတယ်ဗောနောလုပ်ငန်းရှင်တယောက်ဖြစ်နေတယ်ကိုယ့်ရဲ့အာ website ဒါမှမဟုတ်ရကိုယ့်ရဲ့လောင်းကစားကြော်ညာပဲဖြစ်ဖြစ်ဒါတခုခုပဲဖြစ်ဖြစ်ဗျာမိတ်ဆွေကြော်ညာထည့်ချင်တယ်ဆိုလို့ရှင်တော့ဒီမှာ gap traffic ဆိုတာနှိပ်ပါ get traffic ဆိုတာနှိပ်လိုက်တဲ့အခါကျလို့ရှင်ဒီမှာတော့မိတ်ဆွေကြောင်ညာကိုကိုယ်တိုင်ဖန်တီးရမှာပေါ့နော်ဒီမှာမိတ်ဆွေဘလို့ပုံစံဖန်တီးချင်တာလဲဒါ post တိုင်ဆိုတာကျတော့မိတ်ဆွေခုနကျွန်တော်ပြခဲ့တဲ့ပုံစံမျိုးပဲ Telegram ရဲ့ channel ရဲ့ဒါမှမဟုတ် post ရဲ့အပေါ်နားလေးမှာဒီလိုပန်တဲ့ပုံစံလေးပေါ့နော် post တိုင်လေးပေါ်နေလိမ့်မယ်ဟာတချို့တလေကကျတော့တချို့တလေကကျတော့ဒီနေရာမှာလာပေါ်တယ်ပေါ့နော်ဒီ Telegram နေ post တင်တဲ့ပုံစံမျိုးလာပေါ်တယ်ပေါ့နော် okay ဒါကျတော့ ဗီဒီယို ADS ဒီကောင်းကကြတော့ဟိုဗီဒီယိုကြည့်ရပုံစံမျိုးပေါ့နော်ဗီဒီယိုတွေအတော်လေးပေါ့နော်အဲ့လိုမျိုးပုံစံလေးဒီကောင်းကကြတော့ test ဒီကောင်းကကြစာဒါအနေနဲ့ test တစ်ခုအနေနဲ့ပေါ်တာဒါကြတော့မိတ်ဆွေရဲ့ post ကို management လုပ်ဖို့ပိုင်ရခွင့်กว่าပေါ့နော်ဒါမျိုးတွေပေါ့နော် post in channel တို့ဒါပေါ့ဒါတွေကကြတော့မိတ်ဆွေဘယ်ကောင်ကြိုက်တယ်လဲဆိုတာတစ်စင်းချစ်စီနှိပ်ပြီးမှမှ draw မှ create လုပ်လိုက်ရမှာဆိုပါတော့ကျွန်တော် ADS ကို Dion video ADS ကိုလုပ်မှာဆိုရင်ဒီမှာသူက အမျိုးအစားရွေးကိုင်းတဲ့ကျွန်တော်တို့ကြိုက်တဲ့အမျိုးအစားတစ်ခုကိုရွေးလိုက်ပါဒါတွေကတော့မိတ်ဆွေတို့တစ်ဖြည်းဖြည်းချင်းစိတ်ဖိုက်ပြီးမှ create ကိုနှိပ်လိုက်ပြီဆိုတော့ရပြီအာပတ်စံတော့ပေးရတယ်ဗောနောပတ်စံပေးရမယ်ပတ်စံပေးမယ်ဆိုလို့ရှင်တော့ဒီက copy wallet ကိုနှိပ်ပြီးရင်တော့ပတ်စံပေးလိုက်ဗောနောဒါတွေကတော့မိတ်ဆွေတို့ကိုပါတော့ကိုတော့စမ်းကြည့်ရင်မှတိမှာဗောနောအများကြီးတော့ပြောတော့ပါဘူးရှိမှလည်းမဟုတ်ပါဘူးနေရာမှာရှိရလူဆိုလည်းတိလောက်ပါတယ်ဆိုတော့ ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲမိတ်ဆွေတွေရဲ့ channel မှာအရင်ကကျွန်တော်ပြောခဲ့တဲ့အာ channel ဖန်ဒီနီ channel ဒီစောင့်ဒီရေးပိုင်းပြောထားတဲ့ဗီဒီယိုရှေ့အဲ့ဗီဒီယိုကိုကြည့်ပြီးတော့တကယ်ဖန်ဒီနေပြီလားတူရေဆိုလို့ရှင်အခုလောက်ဆိုလို့ရှင်တော့အာ subscriber 1k တော့ပြည့်လောက်ပြီလို့ကျွန်တော်ထင်လို့ဒါကိုတင်ပေးလိုက်တာပါတကယ်လို့ 1k မပြည့်သေးဘူးတရားကျော်ပဲရှိသေးရဲ့ဆိုလို့ရှင်လည်းဘာမှမဖြစ်ပါဘူးစမ်းကြည့်ပါဒီ ADS Grand Platform က user တရာဓမ္မမုံ90ဆိုလို့ရှိရင်ပေါ့နော်90အထက်တရာအထက်ဆိုလို့ရှိရင်သူကကြုံရတွေကိုလက်ခံတယ်လို့ကျွန်တော်တခြား post တင်မှာဖတ်ပူးတယ်ပေါ့နော်ဖတ်မိရတယ်အမ်ရာခိုင်နှုန်းကတော့80ရာခိုင်နှုန်းရှိရပေါ့နော်ရနိုင်ချေပေါ့နော်ကျွန်တော်ရဲ့ Telegram post ကဘာကြောင့်မရတာလဲဆိုတော့ကျွန်တော် Telegram post မှာကလူဆက်၄ယောက်ပဲရှိပါတယ်လူဆက်၄ယောက်ပဲရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်ချိတ်ဆက်လို့မရဘူး အဲ့ဒီတော့မိတ်ဆွေတို့စမ်းပြီးတော့ချိတ်ဆက်ကြည့်ပါဒီမှာကျွန်တော်လူဆိုင်လေးရောက်နေတော့ချိတ်ဆက်တဲ့ခါမှာငင်းပယ်ခံရတယ်ဗောနော်ကိစ္စမရှိပါဘူးနောက်လူများလာတဲ့ခါထက်ချိတ်မှာပေါ့ဒီလိုငင်းပယ်ခံရဆိုရင်စိတ်တက်မကြနဲ့ထက်ပြီးတော့ချိတ်လို့ရတယ်နော်โอเคဒါပဲ channel လေးကို like subscribe လေးလုပ်ထားပေးခဲ့ပါမိတ်နဲ့